ားလုံးမင်္ဂလာပါကိုခင်းစ်တာဖုတ်ဘောရှိုးအနေကြိုးစားပါရခင်ဗျဒီကနေ့ဇူလိုင်လ2ရက်နေ့ရဲ့မနက်ခင်းသတင်းသုံးသပ်ချက်ကဏ္ဍကိုတင်ဆက်ပေးသွားရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့သတင်းသုံးပုဒ် ရွေးချယ်ပေးထားပါတယ်ပထမသတင်းကအာစနယ်နဲ့နိုနီမရူရဲ့ကေရိုးနဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ဒုတိယမြောက်သတင်းကတော့မန်ချက်စတာယူနိုက်တက်နဲ့အိုလီဝက်ကင်းစ်တို့ရဲ့အပြောင်းအရွှေ့သတင်းပါနောက်ဆုံးသတင်းကတော့ကျွန်တော်ချယ်ဆီပရိသတ်တွေကိုအန်အောမင်သက်စီခဲ့တဲ့ချာလီမူဆွန်ဒါရဲ့ရတိုင်ယာလုပ်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပထမဆုံးသတင်းအာအီးနဲ့နိုနီမရူရဲ့ကေရိုးရဲ့အပြောင်းအရွှေ့သတင်းကိုစပြီးတော့ဆွေးနွေးကြည့်ပါမယ်မနေ့ကတည်းကဒီသတင်းကတက်လာတာပါနာမည်ကြီးသတင်းတနာတချို့ကတော့ဖော်မပြထားဘူးအထူးသဖြင့် Fabrizio Romano ရဲ့ဖော်ပြချက်တွေထဲမှာဒီသတင်းကိုမတွေ့ရဘ ေမဲ့ဂျာမနီရဲ့ရပိုတာတယောက်ဖြစ်တဲ့ Florian Plattenberg ကတော့ Austin အသင်းကြီး Noni Madureki ကိုကဲလမှုတစ်ခုပြုလုပ်ခဲ့တယ်ဆိုပြီးဖော်ပြခဲ့ပါတယ်။ဆိုတော့ဒီအချိန်မှာ Austin အသင်းရဲ့အပြောင်းရွှေ့သတင်းတွေမျိုးစုံကောလာဟာလာထွက်တဲ့အတွက်ကြောင့်ဟာ Noni Madureki ကို Austin ကကဲလမ်းပြီဆိုပြီးကျွန်တော်ကတော့အံ့တော့မအံ့ဩဘူး။ဘာကြောင့်လဲဆိုတော့ အာစနယ်သည်တိုက်စစ်ကစားသမားမျိုးစုံနဲ့တင်းထွက်တဲ့ Federyogesh Benjamin Sheshko Oli Watkins အခုနောက်ဆုံး Ibrichi Easy နဲ့တင်းထွက်လာပြီးသည့်တကာလ Noni Modric နဲ့ထပ်ပြီးတင်းထွက်တာပါဘယ်ကစားသမားကိုဘလို့ခေါ်မမှန်မသိသေးဘူးမှန်းလို့လည်းမရတော့ဘူးကျွန်တော်တို့ Noni Modric နဲ့ပတ်သက်ပြီးမဆွေးနွေးခင်မှာ Ibrichi Easy နဲ့ပတ်သက်တဲ့တင်းတွေကိုအရင်ကွန်ပဲလုပ်ပြီးဆွေးနွေးရလိမ့်မယ်တင်းတစ်ပုဒ်နဲ့တစ်ပုဒ်ကဆက်ဆက်နေလို့ပါအဲ့တော့ကျွန်တော် Ibrichi Easy နဲ့ပတ်သက်တဲ့ဟိုတင်းသုံးသက်ချက်တွေဒီမှာအမြဲပါတယ်အာတီတာရူရ ဲ့တချို့သောအတွေးခေါ်အယူဆပိုင်းတွေကိုကျွန်တော်တို့ live မမီတာလည်းဖြစ်ကောင်းဖြစ်မယ်။ Ibrichi Easy ကဘရို့ live ကြည့်သူပွဲအများဆုံးကစားခဲ့တဲ့နေရာဒီ Central Attacking Midfielder နေရာမှာလို့ကျွန်တော်အမြဲတမ်းလို့လို့ပြောခဲ့ဘူးတဲ့။အဲ့တော့ Arsenal ရဲ့ကစားပုံက၄နှစ်၃တက်တခါတရံစံပင်မဲ့ DMCMCM ပုံစံမျိုးပုံစံတာများတယ်။တနည်းအားဖြင့်တင့်နှစ်ပုံစံကွင်းလယ်ရဲ့ Midfield Trial ကိုတဲ့တယ်ဗျ။ Declan Rice ကိုနောက်မှနှစ်ယောက်ပုံစံထားတာနဲတယ်။အဲ့တော့နောက်မှနှစ်ယောက်ထားတာနဲပြီဆိုတာနဲ့ Martin Odegaard က Attacking Midfield တဲ့စစ်စစ်ပုံစံမကစားတော့ဘူး live ဖြည့်ပြီးတော့၃ယောက် rotation လုပ်ပြီးစော့ပေးရတယ်အဲ့တော့ဒီအချိန်မှာပြည်သက်တချို့ထောက်ပြသလို audicat က creativity skill ကောင်းလို့เนาะဒီနေရာမှာကစားလို့ရတယ်တွတ်တော့ အိုဒီကံမရှိတော့ရင် creative skill ကောင်းတဲ့ကစားသမားမရှိတော့ဘူးဆိုတော့အမြင်မျိုးတွေထောက်ပြချက်တွေကတစိမ့်တဒေတာတော့မှန်တယ်။သို့ပေမဲ့ artista ရဲ့ viewer ဘိုင်းမှာ efficient တနည်းအားဖြင့်ထိရောက်မှုရှိတဲ့ဘောလုံးလမ်းကြောင်းပေးပို့မှုတွေကိုပဲဦးစားပေးပြီးကစားလာတယ်။အဲတခစ်တခါကတော့ Martin Odigate အနေနဲ့ Artigan Nibfi နံပါတ်10နေရာမှာ play making လုပ်ပေးတယ်တိုးတော့အဲ့လို play making လုပ်ပေးရင်အားနည်းချက်ရှိတယ်အားသာချက်ရှိတယ်အားသာချက်ကတော့တိုက်စစ်မှုတွေအတွက်တချို့သောဘောလုံးလမ်းကြောင်းတွေပွင့်တာပေါ့ဗျာတိုးတော့အားနည်းချက်ဒီကွင်းလယ်မှာနည်းနည်း waste ဖြစ်တယ်အဲဘောလုံး passes တွေများတယ်ပေါ့ ီအတွက်ကြောင့်အခုပြီးသွားတဲ့ဘောလုံးရာသီမှာဘရိုးလည်းတွေ့မှာပါ Declan Rice ကော Odigat ကော Tandenden နဲ့ flat ပုံစံကစားခဲ့ရပါတယ်အဲ့တွက်ကြောင့်နံပါတ်10နေရာမှာဟို creativity scale ကောင်းကောင်းနဲ့တေချာပေါက်ကစားနိုင်မဲ့ကစားသမားတယောက်ကိုဟိုသူတို့အရင်တော့မလိုအပ်ဘူး Odigat တောင်လှူအားလုံးဖြည့်ပြီးတော့ကစားပေးရတယ်ဗျာဒီချိန်မှာကျွန်တော်တို့ တိထားတာ ibridge idi ကို artita winger အဖြစ်လဲသုံးမှာမဟုတ်သူက am နေရာမှာလဲသုံးမှာမဟုတ်ရန်ဖန်ရခါတိုက်စစ်မှုတယောက်အနေနဲ့ပါသုံးကျင်တဲ့ယူဆချက်မျိုးနဲ့အကန့်လဲမယ်ဆိုတဲ့သတင်းမျိုးတွေဒါထွက်လာတာပေါ့နော်ဒါကလည်း collar hala အစ်စ်မရှိသေးတယ်တကယ်တမ်းလဲအဲ့လိုသုံးကျင်သုံးကောင်းသုံးလိုက်မယ်မသုံးကျင်လဲမသုံးကျွန်တော်တို့ကတော့ artita ကိုဒီလိုမျိုး modify လုပ်တဲ့အပိုင်းနဲ့ပတ်သက်ပြီးဟို short တော့မ short တော့ဘူးဗျအခုနောက်ပိုင်းကစားသမားတော်တော်များများကို Arsenal မှာ Bruce ကြီးကြီးတောက်ရှာ modify လုပ်ပြီးတယ်။ Declan Rice ကစပေါ်တော့က center back ်ထားပါဝက်ဆမ်မှာ DM ဖြစ်သူအများကြီးကစားလာတယ်အခု Declan Rice defensive midfield ဖြစ်ကစားတဲ့ပွဲစဉ်ကလက်ချိုးရလို့ရတယ်တခါလေကြာရင် central midfield တခါလေကြာရင် attacking midfield ဖြစ်ကစားလာတယ်အဲ့အတွက်ကြောင့်အခုထွက်နေတဲ့သတင်းတွေလိုမျိုး Ibrich Easy ကိုနေရာသုံးတုံးကျင်တဲ့ပုံသဏ္ဍာန်မျိုးကဖြစ်ကောင်းဖြစ်နိုင်ထားပါအဲ့တော့ Ibrich Easy အကြောင်းကိုကျွန်တော်ဘာကြောင့်အရင်စပြီးဆွေးနွေးလဲဆိုတော့ Nuni Madueke ရဲ့သတင်းကဖြစ်နိုင်ခြင်းရှိမရှိကျွန်တော်ပြောချင်လို့အရင်ဆွေးနွေးလိုက်တာအဲ့ဒါဆိုရင် လေပြင်းမှာဒါဆင်သွားသလိုပေါ်သွားပြီ Ibrichi Easy ကိုသူတို့တကယ်ခေါ်မယ်ဆိုရင်ခုနက ပြောသလိုမျိုး right wing left wing am တိုက်စစ်မှုပုံစံသုံးမယ်ဆိုရင်နိုနီမရူရဲကေးကဘာလို့ဖို့တော့အဲ့တော့မရူရဲကေးကိုအားကြီးသုံးမယ်ဆိုရင် နှစ်နေရာသုံးလို့ရမယ် right wing ရမယ် left wing ရမယ်ကျန်တဲ့နေရာမှာတော့နိုနီမရူရဲကေးကသုံးစားမရဘူးဒါကျွန်တော်ပုံပုံလင်းလင်းပြောပြတာအဲ့နိုနီမရူရဲကေးဒီဒလေးတော်ဖြစ်တဲ့ကစားသမားဘလုံးကစားရင် selfish ဖြစ်တဲ့တကူရင်ကျွမ်းကျင်မှုပဲပြသခြင်းနေတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့် Chelsea ပြိသက်အများစုကတော့မကြိုက်ကြဘူးတကယ်တမ်း finishing လုပ်မယ်ဆိုရင်တလွဲလောက်တာတွေတပုံရှိတယ် ဲ့ဒီလိုကစားသမားကိုအခုချိန်ခေါ်ရင်ပြောင်းရွှေ့ခြင်းတက်တက်တတာနဲ့တော့ရနိုင်တယ်။ချယ်စီခေါ်တဲ့အချိန်ကာလတုန်းကပြောင်းရွှေ့ခြင်းနဲ့လည်းတဲ့ကောင်းတဲ့သွားနိုင်တယ်။လုံးဝအတုံးမဝင်ဘူး။မခေါ်ယူသင့်ဘူးလို့တော့ပြောတာတော့မဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့သူ့ရဲ့အသက်အရွယ်ကအရင်ငယ်သေးတယ်။ explosive အရင်ဖြစ်တယ်။ Arteta ရဲ့ကစားသမားတွေကို polish လုပ်နိုင်စွမ်းနဲ့ဆိုရင် Nuni Marukyake ကိုကျွန်တော်တို့မထင်မှတ်တဲ့နေရာမှာမမျော်လင့်တဲ့ပုံတံတန်မျိုးနဲ့၃ကောင် သုံးလာနိုင်တယ်ဒါပေမဲ့ကျွန်တော်ရှေ့မှာ eBridge Easy ကိုဆွေးနွေးခဲ့တယ်လို့မျိုးပဲ Easy ကိုခေါ်ပြီးသွားရင်တကယ် Easy ကိုလိုချင်တယ်ဆိုရင် Noni Maruya Gate ဒီခေါ်စရာအကြောင်းတော့မရှိပါဘူးခင်ဗျဒီအတွက်ကြောင့်ကျွန်တော်ဒီသတင်းတွေကိုဒီချိန်မှာဖြစ်နိုင်ခြေမရှိသေးဘူးလို့သုံးသပ်မိပါတယ်ကျွန်တော်နောက်ထပ်သတင်းက Manchester United နဲ့ Ollie Watkins တို့ရဲ့အပြောင်းအရွှေ့သတင်းဖြစ်ပါတယ်အဲ့တော့ United ကလည်းဒီချိန်မှာ Brian Ambumo ကဘာဖြစ်သွားတာလဲပေါ့နော်အဲ့တော့ Ambumo နဲ့ နောက်ဆုံးအပြောင်းရွှေ့ဆွေးနွေးညှိနှိုင်းမှုတွေကအခြေအနေကောင်းတယ်လို့ပဲကျွန်တော်တို့သိထားတာဒါပေမဲ့ဂျားရဲမှာကျွန်တော်ထင်3ရက်လောက်တော့ကြာသွားပြီဗျဘာမှအထူးတလဲသတင်းထွက်မလာသေးဘူးပေါ့နော်ကျွန်တော်ခုဆွေးနွေးနေစဉ်အချိန်ကာလအတွင်းလဲသတင်းတူးတစ်ခုထွက်ကောင်းလဲထွက်လာပါလိမ့်မယ်ထပ်ပါအဓိကပြောချင်တာဒီလိုမျိုးဆွေးနွေးညှိနှိုင်းပြီးပန်တင်ဖြစ်နေတဲ့အချိန်ကာလမျိုးမှာ Only Watkins နဲ့သတင်းထွက်လာခြင်းသည်ကောင်းတဲ့လက္ခဏာတရက်တော့မဟုတ်ဘူးကျွန်တော်က United အသင်းရဲ့ဟိုရက်တန့်သွားတဲ့အပြောင်းရွှေ့ခြေလှမ်းတွေနဲ့ပတ်သက်တဲ့ content ထဲမှာလည်းပြောပြီးသွားပြီဖြစ်တဲ့အတွက်ထူးတယ်လေတော့ပြောမနေတော့အဓိကဆိုလိုချင်တာကဗျာ အခု Oli Watkins ကိုတကယ်ကြီးဖုံးဆက်ပြီးတော့ United တို့ကဈေးနှုန်းမေးမြန်းခဲ့တယ်ဘလို့အခြေအနေနဲ့ခုံနိုင်မလဲမေးမြန်းခဲ့တာဒီတစ်ဖက်မှာ Brian Ambumo နဲ့ဘာအဆင်မပြေဖြစ်လို့ဒုံးဆိုတဲ့အတွေးမျိုးကျွန်တော်ရတယ်အဲ့တော့ Ambumo ရောခေါ်မယ် Oli Watkins ကိုခေါ်မယ်ဆိုတဲ့ပုံတံမျိုးဒီဖြစ်ကောင်းဖြစ်နိုင်ရင်တောင်မှ မဖြစ်နိုင်ဘူးများတယ်ဗျာရှင်းမှာတိုက်စစ်မှုတွေပုံနေတဲ့ရောင်းလို့လည်းမထွက်သေးတဲ့အပြင် Oli Watkins ရဲ့အသက်အရွယ်ရလည်းကြီးနေပြီဒီ Ineos ရဲ့အခုနောက်ပိုင်းတည်ကျင်တဲ့ပုံတံကအသက်အရွယ်တစ်ခုရောက်နေတဲ့ ဇာသမားတွေကိုမတည်ကျင်တော့ဘူးငယ်ရွယ်ပြိုမြင့်နုနယ်တဲ့အစုအဖွဲ့တစ်ခုကိုပဲတည်ကျင်တဲ့အတွက်ကြောင့် Only Workings ကိုဈေးနှုန်းမေးမြန်းတာပဲဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်တို့တကယ်တမ်းအာတုံခွန်ဆိုင်တဲ့ ။ Oli Watkins ကိုလူလူချင်းချင်းကမ်းလှမ်းမဲ့ပုံတံတန်တွေကတော့အလန်းဝေးနေသေးတယ်လို့ယူဆပါရခင်ဗျ။တကယ်တမ်းမှာလဲ Oli Watkins ရဲ့အကောင်းဆုံးအချိန်တွေကကုန်လွန်သွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီပြောင်းရွှေ့ရတော့ဈေးနှုန်းစမေးပြီးပြီးသွားမဲ့အပြောင်းရွှေ့လို့ပဲထင်ပါတယ်။အဓိက United အသင်း Brian Ambumo ကိုပဲအားဆိုင်ပြီးတော့လိုက်ပါလိမ့်မယ်ခင်ဗျ။နောက်ဆုံးဆွေးနွေးချင်တဲ့သတင်းကတော့ဒါကျွန်တော်တို့ Chelsea ပြည်သက်တွေအတော်လေးအံ့အားသင့်ခဲ့ရတဲ့ Charlie Musonda ရဲ့အနားယူတဲ့သတင်းပေါ့နော်။အဒီကောင်လေးကိုအများကြီးမျှော်လင့်ခဲ့ကြတယ်။နောက်ပိုင်း Chelsea ဘွဲကြည့်တဲ့ညီကိုတွေကတော့သိချင်မှတော့သိလိမ့်မယ်ပေါ့နော်။ကျွန်တော် ို့အရင်တော့ကကြည့်ခဲ့ဘူးတဲ့ညီကိုတွေဆိုရင်ဒါအီဒင်ဟာဇက်ခြေရနင်းနိုင်မဲ့ကောင်းလေးဘာညာဆိုပြီးတော့တင်စားခဲ့ကြတာတိုးတော့တကယ်ကစားတဲ့အချိန်မှာထင်လို့ဖြစ်မလာခဲ့ဘူးဒန်ယာပြဿနာတွေရတယ်သူ့ရဲ့ကစားပုံကစားပေါက်က dribble တွေများနေတာတွေရှိတယ်အခုချိန်ဒန်ယာပြဿနာတွေနဲ့လည်းရုန်းကန်နေရတယ်ကစားသမားဘဝကလည်းဘာမှမဖြစ်ထွန်းတဲ့အခါကျတော့အသက်28နှစ်မှာပဲ အနားယူခဲ့ပြီအဲ့တော့ကစားသမားတယောက်ကအသက်28နှစ်မှာအနားယူတယ်ဆိုတာအရန်စောသေးတယ်ဗျာသို့တော့သူအနားယူရမယ့်အခြေအနေဖြစ်လာလို့ဒါအနားယူခဲ့တာပါအဲ့တော့ကျွန်တော်ဒီလိုအသက်ငယ်ရွယ်နဲ့အနားယူတာတွေဒဏ်ရာပြဿနာတွေရလို့ဘလုံးလမ်းကြောင်းကနေတွေ့ဖယ်သွားတဲ့ကစားသမားလေးတွေကိုကြည်ရင်းနဲ့ဒါတင်ငန်းသာရတယ်အဲ့တော့ဘလုံးလောကမှာဟို dribbling ကောင်းတိုင်းအလှစကေးတွေပြတိုင်း ဒီကစားသမားကထူးချွန်တာမဟုတ်ပါဘူးเนาะအနာကမှထွန်းတောက်မဲ့ဘောလုံးသမားတယောက်လို့တတ်မှတ်ထားလို့မရပါဘူး modern ဘောလုံးလောကပုံလို့တောင်စိုးသေးတယ်မိမမင်းဘလောက်ပဲ dribbling ကောင်းကောင်း EPL မှာလာဆော့ကြည့်ရက်ကြည့်နေလိမ့်မယ် viewer ဘိုင်းနဲ့ပဲအဓိကဟို team work နဲ့ပေါ့เนาะကစားကြတာဖြစ်ပါတယ်အဲ့ဒါကြောင့် physical လည်းကောင်းအောင်ဖြစ်သလို mental လည်းကောင်းအောင်ဖြစ်ရမယ်နောက်နီးပြရဲ့ viewer ဘိုင်းမှာလည်းအကောင်းဆုံးလိုက်လျောညီထွေစွာကစားနိုင်ရပါမယ်ကြားတဲ့ခါကျတော့တချို့သောရှတ်တာလေးတွေပျောက်လာတယ်စိတ်ရုပ် အနည်းငယ်ဆန်လာတယ်လို့တော့ထင်ပါတယ်ဒါပေမဲ့မတက်နိုင်ဘူးဒါတော့ပြောင်းလဲလာတဲ့ခရီးစည်းကြောင်းလိုက်ဘောလုံးရင်းချင်းမှုလည်းအနည်းငယ်ပြောင်းလဲလာတယ်လို့တော့ကျွန်တော်ထင်ပါတယ်ဘာဖြစ်ဖြစ်အနားယူသွားခဲ့တဲ့ချာလီမူဆွန်ဒါအနေနဲ့ပြင်ပလူနေထိုင်မှုဘဝမှာတာယာပျော်ရွှင်ပါစေလို့စတောင်းပေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးအကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ